ဆွလွချင်းစရာပါလဲဆွလွချင်းစရာကိုကိုကိုပူပြီးလေးလံစီတယ်ပိတ်လောင်ထားတဲ့စိတ်ခံစားမှုထောင်ချောက်တွေအတိတ်ကနာကျင်မှုတွေမပြောင်းလဲနိုင်တော့တဲ့မျောလင်းချက်တွေကိုအသိဉာဏ်နဲ့ဖယ်ရှားလိုက်ခြင်းလွတ်ချလိုက်ခြင်းပဲဖြစ်ပါတယ်ဘဝစရာရေစီးကြောင်းတဲ့သူပါတယ်ဒီရေစီးကြောင်းထဲမှာဂိုင်ထားလို့မရတဲ့အရာတွေကိုပိုင်ဆိုင်နိုင်ခြင်းမရှိတဲ့အရာတွေကိုတင်းတင်းဆောက်ကင်ထားခြင်းနဲ့ဆက်ရ ကျွန်တော်တို့ရဲ့ဒုက္ခအပေါင်းရဲ့အရင်းမြစ်တစ်ခုဖြစ်ပါတယ်။လူသားတွေဟာပြည်စီဥစ္စာတွေကိုစွဲလန်းပါတယ်။ချစ်ခင်ရသူတွေကိုစွဲလန်းပါတယ်။အချို့ဆိုရင် ကိုယ်ပိုင်ယူဆချက် ကိုယ်ပိုင်အသွေးခော်တွေကိုတောင်စွဲလန်းနေတတ်ကြပါတယ်။ဒီစွဲလန်းမှုတွေဒီတင်းတင်းဆုပ်ကင်ထားမှုတွေဟာစိတ်ရဲ့လူလတ်မှုကိုအကြီးကျယ်ထိခိုက်စေပြီးကျွန်တော်တို့ကို လေးလံတဲ့တန်ကျိုးတွေနဲ့ချီနှောင်ထားလို့ဖြစ်စေပါတယ်။ဆွလွချင်းကိုနားလည်ဖို့အတွက်ထိန်းချုပ်လို့စိတ်ကိုအရင်လေ့လာဖို့လိုပါတယ်။ ကျွန်တော်တို့ဟာပတ်ဝန်းကျင်ကအရာရာကိုထိန်းချုပ်နိုင်တယ်လို့ယုံကြည်နေခြင်းကြပါတယ်။အဖြစ်ပြက်တွေအခြားသူတွေရဲ့ဆုံးဖြတ်ချက်တွေအနာဂတ်ရဲ့ရက်လက်တွေဒီအရာအားလုံးကိုကိုလိုချင်တဲ့ပုံစံတိုင်းဖြစ်စေဖို့ကြိုးစားနေတတ်ကြပါတယ်။ဒီလိုမဖြစ်မြောက်နိုင်တဲ့အရာတွေကိုထိန်းချုပ်ဖို့ကြိုးစားရင်းနဲ့စိတ်ဖြစ်စီမှုတွေဇိုးရင်ပူပန်မှုတွေနောက်ဆုံးမှာတော့စိတ်ပင်ပန်မှုတွေနဲ့သာရင်ဆိုင်ရပါတယ်။ စွန့်လွတ်တယ်ဆိုတာဘဝမှာကိုမထိန်ချုပ်နိုင်တဲ့အရာတွေရှိနေတယ်ဆိုရဲအမှန်တရားကိုယူသားစွာလက်ခံခြင်းပဲဖြစ်ပါတယ်။ဒါဆိုရင်စွန့်လွတ်ခြင်းမှာဘာတွေပါဝင်တယ်လဲ။ပရမအုဆုံးကတော့အတိတ်ကိုစွန့်လွတ်ခြင်းဖြစ်ပါတယ်။ကျွန်တော်တို့အားလုံးမှာနာကျင်စရာအတိတ်တွေ၊နောင်တရစရာအမားတွေလက်လွတ်ခဲ့ရတဲ့အခွင့်အရေးတွေရှိနေပါတယ်။အတိတ်ဆိုတာပြောင်းလဲလို့မရတော့တဲ့ပြီးဆုံးသွားတဲ့ရုပ်ရှင်တကားလိုပါပဲ။ဒါကိုပြန်လဲကြည့်ရှုနေတာ ပြန်လည်ခံစားနေရတာလက်ရှိဘဝရဲ့စွန့်ရင်းတွေကိုဖြုံးသီးနေတာပါပဲအတိတ်ကနေသင်္ကန်းစာယူပြီးတဲ့နောက်အတိတ်ရဲ့အချင်းထောင်ထဲကနေလွမြောက်ဖို့အတွက်အတိတ်ရဲ့ဝန်ထုပ်ဝန်ပိုးတွေကိုစွန့်ပစ်လိုက်ရပါမယ်ဒုတိယအချက်အနေနဲ့မျောလင့်ချက်တွေကိုစွန့်လွတ်ခြင်းပါပဲကျွန်တော်တို့ဟာလူတူးစီအဖြစ်ပြက်တစ်ခုစီပေါ်မှာမဖြစ်မနေဖြစ်ရမယ်မျောလင့်ချက်မြင့်မားစွာထားတတ်ကြပါတယ်ဒီမျောလင့်ချက်တွေဟာ ကိုလိုချင်တဲ့အရာနဲ့အဖြစ်မှန်ကွာဟသွားတဲ့အခါမှာစိတ်ပြတ်အားငယ်မှုနဲ့နာကျင်မှုကိုဖန်တီးပေးပါတယ်။တခြားသူတွေကိုကိုစိတ်ကြိုက်ဖြစ်ဖို့မျောလင့်တာတဲ့သူတို့ဖြစ်ချင်တဲ့အတိုင်းလက်ခံဖို့စွန့်လွတ်လိုက်ခြင်းအသာဆက်ဆံရေးတွေကိုပုံမပေါ်ပါပျော်ရွှင်စေပါတယ်။တတရချက်ကတော့အတ္တကိုစွန့်လွတ်ခြင်းပါပဲ။အတ္တဆိုတာကျွန်တော်တို့နဲ့သူတို့ငါနဲ့ငါရာတွေကိုခွဲခြားသိမြင်စေတဲ့အရာဖြစ်ပါတယ်။ဒီအတ္တကမာနတွေကိုဖြစ်ပေါ်စေတယ်။ ကိုမန်နဲ့ဆရက်စိတ်နဲ့တခြားသူတွေကိုအမြင်မကြည့်ဖြစ်စေတယ်။ဆွန့်လွတ်ခြင်းရဲ့အမြင့်ဆုံးအဆင့်မှာတော့ကိုယ့်ရဲ့ကိုပိုင်းဆိုင်ရာအတ္တကိုပါ ရှော့ချပစ်လိုက်ပြီးစကြဝဠာကြီးနဲ့ပေါင်းဆက်သွားတဲ့ခံစားချက်ကိုရရှိနိုင်ပါတယ်။ဆွန့်လွတ်ခြင်းရဲ့ရလက်ကတော့လွတ်လပ်ခြင်းနဲ့စင့်မှန်တဲ့ငြိမ်းချမ်းခြင်းပါပဲ။ကိုယ့်ရဲ့လက်ထက်ကဝန်ထုပ်ဝန်ပိုးတွေကိုလွှချလိုက်တဲ့အခါစိတ်ဟာပေါ့ပါသွားပြီးလေထဲမှာပြန်ဝဲနေတဲ့ညက်တကောင်လိုအသားစီးကင်းမဲ့စွာခံစားရပါတယ်။ ဒီပော့ပါမှုဟာကျွန်တော်ရဲ့စိတ်ပိုင်းဆိုင်ရာစွမ်းအင်တွေကိုလက်ရှိအချိန်မှာအပြည့်အဝအသုံးပြုနိုင်ဖို့အကူအညီပေးပါတယ်။ဆွန့်လွတ်လိုက်တဲ့အတွက်ကြောင့်အနာဂတ်ပေါ်မှာစိုးရိမ်ပူပန်မှုတွေနှဲသွားပြီးလက်ရှိခိုက်တန့်ကိုအပြည့်အဝအာရုံစိုက်နိုင်လာပါတယ်။ဆွန့်လွတ်တယ်ဆိုတာစ조사ထုတ်မှုမရှိဘဲအဖြစ်ရှိသလိုလိုက်ရောညီထွေနေတိုင်းချင်းကိုဆွလိုတာမဟုတ်ပါဘူး။ဒါအမှန်တကယ်ပြင်းပြတဲ့စိတ်ပိုင်းဆိုင်ရာခွန်အားကိုပြသချင်းပဲဖြစ်ပါတယ်။ ကိုဘက်ကနေအကောင်းဆုံးစ조사လှုပ်ဆောင်ပြီးတဲ့နောက်ရလာတဲ့ရက်လက်ကိုပုံသေးမထားပဲလက်ခံနိုင်တဲ့တသက်ပါပဲရလာမယ့်အရာအားလုံးဟာကိုနဲ့သက်ဆိုင်တယ်ဒါမှမဟုတ်ကိုဖြစ်ချင်တာပဲဖြစ်ရမယ်လို့ယူဆမနေတော့ပဲဘဝရဲ့တဘာဝတရားအတိုင်းလဲပက်နေတာကိုနားလည်လိုက်ခြင်းပဲဖြစ်ပါတယ်ဆွလွတ်ခြင်းလေ့ကျင့်ခံဟာနေ့စဉ်ဘဝမှာအမြဲရှိနေပါတယ်မိတ်ဆွေတင်ငယ်ချင်းတွေနဲ့ပြဿနာဖြစ်တဲ့အခါကိုယ့်ရဲ့အမြင်ကိုအတင်းကျပ်မသွင်းတော့ပဲသူတို့ရဲ့အမြင်ကိုပါနားလည်ပေးနိုင်ဖို့ ငါစိတ်ကိုစွန့်လွတ်လိုက်မယ်လို့ဆုံးဖြတ်ခြင်းကိုလှုပ်ဆောင်နေတဲ့ကိစ္စတစ်ခုမှာအမားတစ်ခုခုဖြစ်ခဲ့ရင်ကိုကိုကိုအပြစ်တင်နေတာကိုရက်တန့်ပြီးဒီအမားကိုဒီမှာပဲထားခဲ့မယ်အရှိတ်ဆက်သွားမယ်လို့စိတ်ပိုင်းဖြတ်ခြင်းဒီလိုအသေးစားစွန့်လွတ်မှုလေးတွေကနေတဆင့်ကျွန်တော်တို့ဟာဆေးရလွတ်လပ်မှုကိုဖြည်းဖြည်းချင်းတည်ဆောက်သွားကြရပါတယ်အဆုံးသက်အနေနဲ့ပြောရမယ်ဆိုရင်စွန့်လွတ်ခြင်းဟာဘဝကိုအဆုံးသက်လိုက်တာမဟုတ်ပဲဘဝတစ်ခုကိုစတင်လိုက်ခြင်းပဲဖြစ်ပါတယ် ဒါတိတ်ဆိတ်တဲ့အချိန်ကားမှာကိုယ်စိတ်ထဲကအမိုက်တရိုက်တွေကိုရှင်းလင်းပြစ်လိုက်ခြင်းအနာဂတ်အတွက်နေရာလွတ်တွေဖန်တီးပေးလိုက်ခြင်းပဲဖြစ်ပါတယ်။စွန့်လွတ်ခြင်းဟာကျွန်တော်တို့ကိုလွတ်မြောက်စေတယ်။ပြီးတော့လွတ်လပ်မှုကသာစိတ်မှန်တဲ့ပျော်ရွှင်မှုကိုဆောင်ကျင်းပေးနိုင်ပါတယ်။ဘဝရဲ့ဝန်ထုပ်ဝန်ပိုးတွေကိုလက်ထဲကနေလွတ်ချပြီးပော့ပါးစွာရှေ့ဆက်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ။ဒီနေ့အကြောင်းအရာလေးကနေအားလုံးအတွက်အကျိုးရှိလိမ့်မယ်လို့မျှော်လင့်ပါတယ်။ နားဆင်ပေးကြသူအားလုံးကိုကျေးဇူးတင်ပါတယ်